်မင်္ဂလာပါရှင် PSM News ရဲ့နိုဝင်ဘာလ29ရက်နေ့အတွက်မူလ၀သအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးပါတော့မယ်မင်္ဂလာပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်နှစ်ခုစလုံးမှာမုန်တိုင်းတွေဖြစ်ပေါ်နေပေမဲ့မြန်မာနိုင်ငံကတော့လောလောဆယ်မှာတရိုက်တက်ရောက်မှုမရှိနိုင်ဘူးလို့မူလ၀သပညာရှင်တွေကခန့်မှန်းထားပါတယ်ကပလီပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းဆိုင်ညာဟာအင်ဒိုနီးရှားနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဒီနေ့မှာတော့လီဗီးယားနဲ့ယမန်အဖြစ်အာရော်လာကမလေးရှားနိုင်ငံကိုဖြတ်သန်းပြီးတဲ့နောက်မှာတော့အာရော်ပြည့်ပြဲသွားမှာဖြစ်ပါတယ် လက်ရှိမှာတော့ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းတတိလင်္ကာနိုင်ငံအနီးကလီဘီယာနဲ့ယမန်ကပိုးအားကောင်းခဲ့ပြီးဒီနေ့မှာမုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါပါဒီမုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်ကိုရွှေ့ရှားပြီးမနက်ဖြန်မှာတော့ဆိုင်ကလုံးမုန်တိုင်းတစ်ခုဖြစ်လာနိုင်မှုရှိနေပါတယ်တောင်တရုတ်ပင်လယ်ဘက်မှာတော့အားကောင်းတဲ့အပူပိုင်းမုန်တိုင်းကိုတိုဟာတိုင်ဖွန်းမုန်တိုင်းအဆင့်ကိုရောက်ရှိလာပြီးဗီယက်နမ်နိုင်ငံကမ်းခြေဘက်ကိုဦးတည်ရွှေ့ရှားနေပါတယ် ဒီမုံတိုင်းရဲ့အကျဉ်းချန်တွေဟာဒီဇင်ဘာလ၁ရက်နေ့နောက်ပိုင်းမှာထိုင်းနိုင်ငံအထိရောက်နိုင်ပေမဲ့မြန်မာနိုင်ငံကိုတော့တက်ရောက်မှုရှိမှာမဟုတ်ဘူးလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ငံကခန့်မှန်းထားပါတယ်။ဒါအပြင်နိုဝင်ဘာလ၂၈ရက်ကနေဒီဇင်ဘာလ၃ရက်နေ့အထိမြန်မာနိုင်ငံမှာမိုးရွာနိုင်ခြင်းမရှိဘူးလို့လည်းဆိုပါတယ်။ဒီနေ့နိုဝင်ဘာလ28ရက်နေ့မှာတော့နိုင်ငံတော်အပူချိန်တွေကျဆင်းနေပြီးတနေ့တာပြင်းပြအပူချိန်26ဒီဂရီဆယ်စီယပ်စ်ကနေ28ဒီဂရီဆယ်စီယပ်စ်အထိရှိနိုင်ပါတယ်။ ကချင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်မြောက်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ14ဒီဂရီဆယ်စီယပ်ကနေ16ဒီဂရီဆယ်စီယပ်အထိအပူချိန်တွေကျဆင်းနိုင်မှာဖြစ်ပါတယ်။ဒါပြင်နောက်နေ့အတွင်းမှာလည်းကရင်ပြည်နယ်ရှမ်းပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနဲ့နေပြည်တော်တို့မှာညအပူချိန်တွေအနေငယ်ကျဆင်းမှာဖြစ်ပါတယ်။မြမပင်လယ်ပြင်မှာတော့မုတ်တမခွေမွန်တနင်္သာရီကံရွရနဲ့ကန်လွန်ပင်လယ်ပြင်တွေမှာမုတ်တက်လေးပင်ကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။လေတိုင်နှုန်းကတော့တနအီကို35မိုင်နဲ့လှိုင်းအမြင့်9ဘေးကနေ17ဘေးအထိရှိနိုင်တာကြောင့်ပင်လယ်ပြင်လုပ်ငန်းလုပ်ကိုင်သူတွေသတိထားဖို့လိုအပ်ပါတယ်။ ူလီဝဒါဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး90ရာခိုင်နှုန်းဝင်းကျင်သာမှန်နိုင်ပြီးအချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။နေ့စဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း BSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် BSM ရဲ့နေ့စဉ်မူလီဝဒါအစီအစဉ်ကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ PSM ကိုကြည့်ရှုအားပေးကြတဲ့ပြည်သက်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းကျန်းမာပေးခင်စွာနဲ့တဘာဝဘေးအနေနဲ့အတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။